အဖေဆိုတာဒါသမီးတွေအားလုံးရဲ့ပထမဆုံးသူရဲကောင်းပါအဖေဆိုတာဒါသမီးတွေအတွက်ပထမဆုံးလေးစားရတဲ့ဘဝရဲ့သူရဲကောင်းပါအဖေဆိုတာဘဝမှာအစားထိုးလို့မရတဲ့ဘဝရဲ့ပထမဆုံးတော်သူရဲကောင်းပါအဖေဆိုတာသမီးတွေအတွက်အချစ်ဦးအားကိုးရပါအဖေဆိုတာမိသားစုအတွက်မဟာတတိုင်းကြီးပါအဖေဆိုတာနှွေးထွေးတဲ့လက်တစုံရှိရင် ရဲရင်တဲ့နှလုံးသားတစ်ခုနဲ့မိသားစုအတွက်ဖြည့်ဆည်းပေးခြင်းနဲ့စိတ်အပြည့်ရှိရင်ခလုတ်တိုင်ရင်အမေလိုတားမိကြပေမယ့်အဖေရဘေးနားမှာရောက်လာတဲ့အထိကိုဖြည့်ဆည်းပေးတတ်တဲ့ခံစားချက်ရှိရင်သူကိုလာမလွယ်ခဲ့ပါဘူးဒါပေမဲ့နေတိုင်းနေတိုင်းလောကတန်တိုက်ပွဲမှာချွေးတပြိုင်ပြိုင်နဲ့ရုန်းကန်နေခဲ့ရတာအဖေပါတာသမီစီကဘာမှပြန်မရခြင်းပေမဲ့တာသမီတွေကိုအကောင်းဆုံးဖြည့်ဆည်းပေးဖို့အတွက် အဆိုးဆုံးတွေကိုရင်စည်းခံရတဲ့တတ္တိရှိရင်အဖေဆိုတာမချစ်တလူလူနဲ့သားသမီးတွေအိမ်နေရင်ထွေးပွေရင်နှမ်းဆိုင်တတ်တယ်။မကျင်နာတလူလူနဲ့သားသမီးတွေနေမကောင်းရင်မိုးလင်းပေါက်ပြုစုတတ်တာအဖေပါ။အခင်တွေတလူလူနဲ့သားသမီးတွေခွဲထွက်သွားတော့တန်းတရင်လွမ်းတတ်တာလည်းအဖေပါပဲ။ခံစားကြမဲ့တလူနဲ့သားသမီးတွေဒုက္ခတွေ့တော့ ခုခုပြီးမျက်ရည်ကျတာလည်းအဖေပါပဲအမေလိုအလိုလဲမလိုက်ဘူးစိတ်တမျှအောင်လည်းမဝယ်ဘူးဒါပေမဲ့နှစ်ဖူးကချွေးမြေကြအောင်လို့ရာသမျှရှာဖွေပန့်ပိုးပေးတာအဖေပါအဖေလို့ခေါ်ရတဲ့အချိန်အမေလို့ခေါ်ရတဲ့အချိန်ကအမြဲတမ်းရနေမှာမဟုတ်ပါဘူးအဖေလို့ခေါ်ခြင်းပင်မဲ့ခေါ်ခွင့်မရတော့တဲ့သူတွေအများကြီးရှိတယ်လို့အမေလို့ခေါ်ခြင်းပင်မဲ့ ခေါ်ခွင့်မရတော့တဲ့သူတွေလည်းအများကြီးရှိရဲ့။ဒါကြောင့်တက်ရှိထင်ရှားရှိနေတဲ့မိဘနှစ်ပါးကိုတန်ဖိုးထားပါ။အလေးနဲ့ထားပြီးတော့ပြုစုပါလို့ရင်းနေရချစ်ချင်းများစွာနဲ့ဘဝရဲ့ပထမဆုံးသော သူရဲ့ကောင်းကိုရည်ရွယ်ပြီးဒါသမီးတိုင်းရဲ့အဖေများအားလုံးအတွက်ချစ်ခင်မြတ်လို့လေးစားစွာနဲ့ဂုဏ်ပြုလိုက်ပါရဲ့ရှင်။